ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုကျော်တက်ဦးပါဟုတ်ပြီ32နှစ်ပါဆရာကြီးအရွယ်တော့နေမလေးရှားမှာပါဟုတ်ကဲ့ပါဆရာဟုတ်ပြီသူကတန်တယ်ဆက်ယုံပါတဲ့အလေးပင်မရပါတဲ့ဩတန်တယ်ဆက်ယုံနော်ဟုတ်ကဲ့ဆရာကြီးဆရာကြီးခင်ဗျားတဲ့ရင်ညွန်သားကတဲ့အောင့်ကြီးတဲ့အသက်ရှူမဝလို့တဲ့စေကန်းပြတော့တဲ့အစာအိမ်မှာလေခိုတာလို့ပြောပါတယ်တဲ့ဟုတ်ပြီဖြစ်တာတလကျော်ပါပြီတဲ့ စာဖြစ်ကလေးကတဲ့ခြိပြားတွေတဲ့နှစ်ဖက်စလုံးအေးပါတယ်တဲ့ဟုတ်ပြီဗျာအပူတွေတဲ့အထက်ကိုကန်တက်ပါတယ်တဲ့ဟုတ်ပြီဘလို့နေထိုင်စားတော့ရမလဲခင်ဗျာတဲ့ဟုတ်ပြီဒါခုနကတော့ကို့လုပ်ငန်းတော့ဖြစ်လို့မရဘူးလေဟုတ်ကဲ့ဆရာနော်ဒီလုပ်ငန်းရထားပြီသားနောက်ထပ်လုပ်ငန်းအသစ်ရှာဖို့ဆိုတာမလွယ်ဘူးဟုတ်ကဲ့ဆရာအဲ့လိုမားတဲ့အခါများမှာဖြစ်နိုင်ရင်လေဟုတ်ကဲ့ဆရာခါကိုကိုးပြီးတော့ညှစ်ပြီးတော့အားဆိုင်မမပါနဲ့လို့ဟုတ်ကဲ့ပါဆရာဟိုနေအားလေးနဲ့မြန်နိုင်တဲ့လောက်ပဲမပါ နိုင်တဲ့ဝင်ပါပါမားတဲ့အခါမှာခါးကိုတတ်နိုင်ရဆက်တာပါဟုတ်ကဲ့ဆရာကြီးခါးကိုဆက်တာပါเนาะလို့ခါးဆက်ပြီးတော့မားတဲ့အချင်းလှုပ်ပါမားတဲ့အချိန်မှာအသက်ကိုရှူပါဟုတ်ကဲ့ဆရာကြီးမားတဲ့အချိန်မှာအသက်အောင်ထားရင်ပူဆိုးတယ်မမခင်ကိုအသက်ကိုရှူထုတ်ဖူးဆိုထုတ်မားတဲ့အချိန်မှာအသက်ကိုရှူသေးအဲ့လိုရှူသေးပြီးတော့မားလိုက်လို့ရတယ်အလိုလိုလေယာကိုအားဖြစ်လာတာဟုတ်ကဲ့ဆရာအဲ့ဒါမားတိုင်း မမမေကအသက်ကိုပါဇက်ကဖူထုတ်ရှူထုတ်ပြန်သွင်းပြီးမားတဲ့အချိန်မှာနှာခေါင်းကရှူသွင်းအဲ့လိုရှူသွင်းလိုက်အချိန်မှာလေးဝင်သွားလို့တောင့်သွားတာနဲ့ပစ္စည်းရဲ့အလေးချင်းကလေးသိန်းတလောက်မလေးတော့ဘူးပေါ်သွားတာပေါ့မားတာနော်အဲ့ဒါလေးကိုမာနီးကိုအသက်ရှူရဲရှင်ပြီးတော့မားတဲ့အချင်းလှုပ်ပေးပါခါကိုစမ်းစမ်းထားပါဖြစ်နိုင်လို့ရှိရင် ခုနပြောတဲ့သူစားတဲ့အစာတွေဟာရရပါမယ်เนาะအပူစားတွေအကျော်စားရရပါမယ်စားမဲ့အစာလည်းပြောပြီးပြီထက်လည်းပြောဦးမယ်အများအတွက်ဟုတ်အချင်းနဲ့အခါစားပါဟုတ်ကဲ့ပါဆရာအချင်းကအကောင်းဆုံးတော့ဒိန်ချင်းဟုတ်ကဲ့ပါဆရာမရရင်မကြီးဖြော်ရည်မရရင်တီးဆုံချင်ရင်အခါကလည်းမေဇီလီရွဲနဲ့ခွေတော်ရဲအဲ့ဒါနေရာတိုင်းမှာရှိတယ် မလေးရှားဆိုဆရာကြီးဟိုရှားဆောင်လက်ပတ်တော့ရမှာပေါ့နော်ရှားဆောင်လက်ပတ်လည်းရပါတယ်ဒါမျိုးကလွင်တော့တမိဒီကမေဇီရဲ့တူဂွေရဲ့တူနေထဲမှာအချောင်းလှမ်းပို့လိုက်ရင်ဟုတ်ကဲ့ဆရာနှစ်နှစ်ပေါက်တော့သုံးလို့ရပါတယ်ဟုတ်ကဲ့ပါဆရာနော်ဟုတ်အဲ့လိုသုံးပါလို့ဟုတ်ကဲ့ပါဆရာအဖူအထက်ကန်တယ်တဲ့ဆိုတော့အောက်ကိုကြောက်အောင်ကြတော့ဆရာရင်မချိုးခင်ခြိပွားစပေါ့ပေါ့နော်ဟိုအဲ့ဒါတော့ခြိပွားစပို့ရင်မဟုတ်ဘူးလေသမီးဟုတ်ကဲ့ဆရာ ရေမချိုးခင်ကိုလမ်းလေးနည်းနည်းစောက်ပေးရမယ်ဟုတ်ကဲ့ဆရာကြီးဖြစ်နိုင်ရင်ဖြစ်နိုင်ရင်နော်ဟုတ်ကဲ့ပါဆရာကြီးတိုက်စောက်တဲ့ကြောက်စစ်လေးခဲလေးရှိရမလားဟုတ်ကဲ့ပါဆရာကြီးလုံးတိုင်ရင်ပေါ့နော်ဟုတ်ကဲ့အဲ့ကြောက်စစ်လေးခဲလေးစကားနဲ့ချလာဟုတ်ကဲ့မြေဘဲစည်းအရွယ်လောက်လားဒီလေဟုတ်ကဲ့ပါဆရာကြီးအဲ့အမေတို့အခုရေချိုးကန်းအဝမှာခင်ထားလိုက်နည်းထဲပေါ့ဟာခင်ထားလိုက်နော်ဟုတ်ကဲ့ရေချိုးတော့မယ်ဆိုအဲ့ဒီကလေးကိုချောင်းနဲ့နင်း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 တော့ဘာဖြစ်လဲလဲဆိုရင်ဒီချောက်ချီဘွားတစ်ခုလို့ရဲ့ ခြေခွင်းမှာဒီမိဘဲစီးတော့ဟာလေးတွေနေလိုက်တဲ့ခါမှာသူပူပြီးတော့အဲ့ဒီမှာလူရတာကိုလူရကိုနေတာပေါ့သွားတာပေါ့သွားပြီးတော့မှရေချိုးပါချက်ချင်းချိုးလို့ရတယ်ချိုးလို့ရတယ်ဒါမဲ့ချိုးကနေမှစားပွတ်နိုင်ခြေဘောစားပွတ်လိုက်ပါအောင်ဟုတ်ကဲ့ပါဆရာစားပွတ်ပြီးချိုးပါဟုတ်ကဲ့ပါဆရာတော့အဲ့ဒါကတော့မှန်မှန်လှုပ်ကြည့်ပါလှုပ်ကြည့်ရင်ဆရာကြီးပြောတဲ့ဟိုလို့လေ၃ရက်နဲ့၅ရက်ပါကိုသူယောဂါတစ်ဝက်လောက် တက်တာတော့ပုံများပါတယ်ဟုတ်ကဲ့ပါဆရာရှင်လက်တွေဆက်လုပ်ကြည့်ပါဟုတ်ကဲ့ပါအကြေးမှပထူးခြားသလိုပို့ပြီးတော့ရင်းဖြစ်ခြင်းလည်းပဲဒီဝဲမေးဖို့မေးပါဖြေကြပေးပါမယ်လို့ဟုတ်ကဲ့ပါဆရာရှင်ကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ